အဲဒီကားကိုမိတ်ဆက်သွားတဲ့အချိန်မှာထူးခြားတဲ့အချက်တစ်ချက်ပြောပါဆိုလို့ရှင်သူရဲ့ highlight ကိုနည်းနည်းလေးဦးစားပေးပြီးပြောသွားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီညာဘိုင်းနေမှာလမ်းသွားတဲ့ခါကြလို့ရှင်ကိုယ့်ရဲ့ဒီ highlight ဖွင့်ထားတဲ့အချိန်ကြလို့ရှင်ကိုကသူများကားကိုသွားပြီးတော့နှောက်ရှက်မိတာရှိတယ်။တခြားကားရဲ့ highlight ကလည်းကိုယ့်အနောက်ရှက်လာပေးတဲ့အနေထားမျိုးလေးဖြစ်တတ်တယ်ပုံတော့။အဲဒီကားလေး highlight ကဆိုလို့ရှင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ adjustment လေးလုပ်ပေးတာကိုတွေ့ရတယ်ဆိုပြီးတော့မိတ်ဆက်သွားတာတွေ့ရတယ်ပုံတော့။အဲဒီကားလေးရဲ့ specs တွေအနေနဲ့ပြောပါဆိုလို့ရှင်ဒီကားလေးက engine power ဆိုလို့ရှင်လည်းကျွန်တော်2.0ကိုမှတာဖို့ transmission ဆိုလို့ရှိရင်လည်းသူက HP automated transmission ဖြစ်မယ် RBM ဆိုလို့ရှိရင်လည်းသူက၄တောင်တိရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်သူ့ရဲ့ဒီ maximum speed ဆိုလို့ရှိရင်လည်း180တိရှိပြီးတော့ fuel consumption ဆိုလို့ရှိရင်လည်း100 km ကိုမှ9.18 L နဲ့အရောက်သွားနိုင်တဲ့ကားလေးဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒီကောင် four wheel drive လေးဖြစ်တယ်ပြီးတော့ design ပိုင်းကိုပြောပါဆိုလို့ရှိရင်လည်းလူငယ်တွေတော်တော်လေးအကြိုက်တွေးစင်မြော off road bike နဲ့အပြည့်ရတဲ့ SUV ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒီနေ့ပွဲလေးမှာဒီကားလေးကိုမိတ်ဆက်ပေးသွားတဲ့ဈေးနှုန်းလေးက3698သိန်းနဲ့မိတ်ဆက်ပေးသွားပါတယ်ဗျာမင်္ဂလာပါဗျာ ျွန်တော်အခုဝင်ကြီးမြအရုံရဲ့ outdoor area မှာကျင်းပပြုလုပ်နေတဲ့ကားသစ်မိတ်ဆက်ပွဲခမ်းနားတစ်ခုကိုရောက်ရှိနေရပါတော့။ဘယ်ကားလေးလဲဆိုတော့ Go Air ကနေမှာအသစ်တင်သွင်းလာတဲ့ Jet Tour T1 ကားသစ်ကြီးမိတ်ဆက်မဲ့အခမ်းအနားလေးပဲဖြစ်ပါတယ်။အဲ့တော့ Jet Tour T1 ကားလေးချင်းနေဘယ်လိုရှိမလဲဆိုတော့ဆက်ကြည့်ရအောင်။ အဲဒီနေ့ကတော့ကျွန်တော်တို့ဒီ Jetro ရဲ့ဟိုပါဒီ new SUV တိုက်ပါเนาะ model တော့ T1 ပေါ့เนาะအဲဒီအဲ engine power တော့2.0 double chest ပေါ့เนาะဒီ gear box ကတော့ကျွန်တော်တို့ဒီ AAD ပေါ့အဲဒီကမျိုးစားလေးမဆက်ပြီးဖြစ်ပါတယ်ခင်ဗျအဲ Jetro ကအပေါ်ပါလဲဆိုတော့0 kg စီးရတာလဲအခုနောက်ဆုံးထွက်နေတဲ့ထဲမှာတော်တော်လေး trend ဖြစ်တယ်ပေါ့เนาะ90 plat ထက်ကိုအခု Jetro T1 လေးကပို့ပြီးတော့ ဖက်ရှင်လည်းပို့ပြီးတော့စုံလာတယ်ပေါ့နော်အဲ့အတွက်လည်းပို့ပြီးတော့စိတ်ဝင်စားရတဲ့အတွက်ခုလာကြည့်ပြတာဝယ်ဖို့လည်းစိတ်ဝင်စားတာပဲစိတ်ကူးထားပါเจโต T1 brand new SUV launch way are starting to deliver ဖြစ်ပါကြောင်းကျေးဇူးအပါအဝင် 超级大发明。 ကဲဒီကားလေးကတော့ Goya Motor International Group ကနေမှမိတ်ဆက်လိုက်တဲ့ဂျက်တော်တီဝမ်လေးပဲဖြစ်ပါတယ် Goya Motor International Group ကနေမိတ်ဆက်ထားတဲ့ဂျက်တော် Moran နေဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုတော့ကျွန်တော် XMB တွေရှိမယ် X95 တွေရှိမယ် X90 Plus တွေရှိမယ်ပြီးလို့ရှိရင် XMB Plus တွေရှိမယ်ပေါ့နော်အခုကတော့ဂျက်တော်တီဝမ်လေးပေါ့နော်အဲဒီကားလေးရဲ့ specs တွေအနေနဲ့ပြောပါဆိုလို့ရှိရင်ဒီကားလေးက engine power ဆိုလို့ရှိရင်လည်းကျွန်တော်2.0ကိုမှတာဖို့ transmission ဆိုလို့ရှိရင်လည်းသူက HP automated transmission ဖြစ်မယ် RPM ဆိုလို့ရှိရင်လည်းသူက၄00တိရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်သူ့ရဲ့ဒီ maximum speed ဆိုလို့ရှိရင်လည်း180တိရှိပြီးတော့ fuel consumption ဆိုလို့ရှိရင်လည်း100 km ကိုမှ9.18 liter နဲ့အရောက်သွားနိုင်တဲ့ကားလေးဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒီကော4 wheel drive လေးဖြစ်တယ်ပြီးတော့ design ပိုင်းကိုပြောပါဆိုလို့ရှိရင်လည်းလူငယ်တွေတော်တော်လေးအကြိုက်တွေ့စင်မြောက် off road bike နဲ့အပြည့်ရတဲ့ SUV ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်အဲဒီကားကိုမိတ်ဆက်သွားတဲ့အချိန်မှာထူးခြားတဲ့အချက်တစ်ချက်ပြောပါဆိုလို့ရှိရင်သူရဲ့ highlight ကိုနည်းနည်းလေးဦးစားပေးပြီးပြောသွားတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီညာဘိုင်းတွေမှာလမ်းသွားတဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ဒီ highlight ဖွင့်ထားတဲ့အချိန်ကြလို့ရှိရင်ကိုကသူများကားကိုသွားပြီးတော့နှောက်ရှက်မိတာရှိတယ်တခြားကားရဲ့ highlight ကလည်းကိုယ့်အနှောက်ရှက် ာပေးတဲ့အနေထားမျိုးလေးဖြစ်တတ်တယ်ပုံတော့အဒီကားလေး highlight ကဆိုလို့ရှိရင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ adjustment လေးလုပ်ပေးတာကိုတွေ့ရတယ်ဆိုပြီးတော့မိတ်ဆက်သွားတာတွေ့ရတယ်ပုံတော့ပြီးရင်ဒီကားလေးက driving move ဆိုလို့ရှိရင်လည်း driving move ကကျွန်တော်ခုနှစ်ခုထိပါလာတာကိုတွေ့ရတယ်ပုံတော့ အဲဒီကားလေးရဲ့ပတ်သက်တဲ့ review တွေအသေးစိတ်ကျွန်တော်တို့ဒီ test ride တွေဘာတွေကတော့နောက်ပိုင်းအလင်းသင်းတက်ဆက်ပေးပါဦးမှာဗျာအဲဒီကားလေးရဲ့အတွင်းကန်းနဲ့ပတ်သက်ပြီးပြောပါဆိုလို့ရှင်အတွင်းကန်းလေးကမစိုးလို့ပြောလို့ရတယ် big quality လည်းကောင်းတယ်အဲသုံးထားတဲ့ material quality တွေ leather quality လေးတွေကမိုက်တယ်ပေါ့နော်ပြီးရင်ဒီကောင်လေးကတော်တော်လေးအဲ great ပြည့်တယ် function စုံတယ်လို့ပြောလို့ရတယ်ပြီးလို့ရှင်ကျွန်တော်တို့ aircon ဆိုလို့ရှင်လော round aircon ဖြစ်တဲ့ကျွန်တော်တို့ sea motor တွေ sea memory တွေအကုန်လုံးပါလာတာကိုတွေ့ရတယ် sunroof လည်းပါလာတာကိုတွေ့ရတယ်အဲဒီအတွင်းမိုက်ဆိုလို့ရှင်လည်းကြဲကြဲဝန်းရှိတယ် bono အတွင်းမိုက်မှာဆိုလို့ရှင်လည်း off road ရဲ့ vibe ကို ကိုအပြည့်ဝခံစားရတဲ့အနေထားလေးရှိတယ်ပေါ့နော်အဲဒီကားလေးကိုဒီနေ့ပွဲလေးမှာမိတ်ဆက်ပေးသွားတဲ့ဇင်းတုံးလေးဒီနေ့ပွဲလေးမှာဒီကားလေးကိုမိတ်ဆက်ပေးသွားတဲ့ဇင်းတုံးလေးက3198သိန်းနဲ့မိတ်ဆက်ပေးသွားပါတယ်ဗျာအဲဒါလေးကတော့ Jetdo T1 လေးပဲဖြစ်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့ Goeya Motor International Group ကနေမှာအသက်မိတ်ဆက်လာတဲ့ brand new SUV ဖြစ်တဲ့ Jetdo T1 မိတ်ဆက်ပွဲခန်းတာကိုတင်ဆက်ပေးတာပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါတော့ကျွန်တော် Just Right ကထချုံးပါ